္ဂလာပါယနေ့နိုဝင်ဘာလ18ရက်နေ့ GBN ဤရင်ဒီပါသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နိုင်ရခံမြူဟာကုန်းမှာစစ်ကောင်စီတပ်သားတွေနေ့စဉ်ရက်ဆက်ထွက်ပြေးနေတဲ့ဆိုတဲ့သတင်းကို သတင်းတောက်နိုင်နိုင်ကပေးပို့လာပြီးကိုရီးချက်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းအမရန်လမ်းမရှိနိုင်ရခံလေကြောင်းရင်ကာကွယ်စကန်မြူဟာကုန်းရဲ့လက်ကျန်စကန်တွေကနေစစ်ကောင်စီတပ်သားတွေဟာနေ့စဉ်ရက်ဆက်ထွက်ပြေးမှုတွေရှိနေတယ်လို့တော်လိုင်းတပ်ဖွဲ့ဆရာသိရပါတယ်။ နယ်ရီကန်လီချောင်းရဲ့ကာကွယ်စခန်းကိုအာရခတ်တပ်တော် AA နဲ့ပူးပေါင်းမဟာမိတ်တပ်တွေကပြီးခဲ့တဲ့အော်တိုဘာလအတွင်းမှာအချို့တဝက်လောက်ကိုတိမ့်ပိုက်ထိန်းချုပ်ထားနေတာဖြစ်ပြီးတော့လက်ကျန်စခန်းတွေအကုန်လုံးကိုတိမ့်ပိုက်ရရှိဖို့အတွက်ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါတယ်။အာရခတ်တပ်တော် AA နဲ့ပူးပေါင်းမဟာမိတ်တပ်တွေဟာနယ်ရီကန်ဘျူဟာဂုံးကိုကုန်းချောင်းကနေလာနိုင်တဲ့လမ်းကြောင်းတွေအကုန်လုံးကိုပိတ်ဆို့ဖျက်တောက်ထားတာဖြစ်ပြီးတော့လက်ကျန်စခန်းဘျူဟာဂုံးမှာလည်းအင်အား300ဝန်းကျင်သာရှိတော့တယ်လို့ ငဖဲမြို့နယ်မှာတော်လိုင်းအေးတပ်ဖွဲ့ဝင်တို့က VPN ကိုပြောပါတယ်နေရကံပြွာကုန်းရဲ့လက်ကျန်စကန်းကိုစကားစကားအင်အားဖြည့်ရာတွေရိခပူရာတွေလုံးလုံးမရတော့ဘူးဗျဗရန်ဘက်ကလာတဲ့လမ်းကြောင်းတွေအကုန်လုံးကိုတော်လိုင်းရဲတပ်တွေကဖျက်ထောက်ထားပါတယ်သူတို့ကလေကြောင်းတစ်ခုကိုပဲအသုံးပြုလို့ရှားတော့မှာပါနောက်တစ်ခုအဲ့ဒီစကန်းကနေပဲစကားစစ်သားတွေဖျက်ပြေးမှုတွေရှိနေပါတယ်နေတိုင်းလို့လို့ရှိနေတာပါသူတို့ဖျက်ပြေးတာကိုတွေ့ရင်တော်လိုင်းရဲတပ်တွေကလိုက်လံဖမ်းဆီးတာတွေရှိပါတယ် အမရလမန်းရှိနယ်ရီကန်ပြူဟာကုန်းဟာအမြင့်ပေ9000ကျော်မှတည်ရှိနေတာဖြစ်ပြီးတော့ရခိုင်ပြည်တဲ့ကိုထိုးဖောက်ဝင်ရောက်ဖို့အတွက်အဲ့ဒီပြူဟာကုန်းမှာစစ်ကောင်စီတပ်ကအင်အားတစ်ထောင်ကျော်ဖြည့်တင်းထားခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့နယ်ရီကန်ပြူဟာကုန်းရဲ့အချို့တဝက်လောက်ကိုအေနဲ့ပူပေါင်းတပ်တွေကတိမ့်ပိုက်ထိန်းချုပ်ထားနိုင်မှုပြည်သူစစ်မှုထမ်းပါစတွေပါဝင်စစ်ကောင်စီတပ်သားတွေကအေနဲ့ပူပေါင်းတပ်တွေစီကိုလာရောက်အလင်းဝင်မှုထွက်ပြေးမှုတွေကြောင့်အဲ့ဒီပြူဟာစခန်းကုန်းမှာအင်အား300ဝန်းကျင်သာရှိတော့တာလည်းဖြစ်ပါတယ်။ စစ်ကောင်စီတပ်နဲ့အာရခတပ်တော် AA တို့တိုက်ပွဲပြင်းထန်နေတဲ့နေရီကန်ဘူဟာကုန်းလေလာတောင်ကာဘာဆာ16အနီးရှိနေရာတွေရခိုင်အရာဝတီအဆက်ဆတဲ့နေရာ၄ခုကနေထွက်ပြေးလာကြတဲ့စစ်ကောင်စီတပ်သား80ကျော်ကိုလည်းလက်ရဖမ်းဆီးရမိကြတယ်လို့အာရခတပ်တော် AA ကပြီးခဲ့တဲ့နိုဝင်ဘာလ17ရက်နေ့မှာထုတ်ပြန်ထားပါတယ်။စစ်ကောင်စီတပ်ဟာနေရီကန်ဘူဟာကုန်းရှိသူတို့ရဲ့လက်ချက်အင်အားတွေမကျရောက်ရေးအတွက်ဝိုင်းတွဲဘုံကျဲလေရင်တွေနဲ့အနီးပတ်ဝန်းကျင်နေရာတွေကိုနေ့စဉ်ရက်ဆက်ကင်းထောက်ပြီးပြန်ဝဲနေတယ်လို့ jet fighter drone တွေနဲ့လည်းဘုံကျဲချတိုက်ခိုက်မှုတွေရှိနေတယ်လို့သိရပါတယ်။နိုင်ငံပြည်ဟာဂုံးကိုစစ်ကောင်စီတပ်ကအသေးအတန်ခုခံကာဝယ်နေပေမဲ့ဒီနေ့မကုံခင်မှာ AA နဲ့ပူးပေါင်းတပ်တွေရဲ့လက်ထဲကိုကြားရောက်နိုင်တယ်လို့လည်းစစ်ရေးလေ့လာသူတွေက VPN ကိုပြောပါတယ်။စစ်ကောင်စီတပ်ဟာနိုင်ငံပြည်ဟာဂုံးတဝက်လောက်ကို AA နဲ့ပူးပေါင်းတပ်တွေစီကြားရောက်ခဲ့ပြီးနောက်ကာဝဆာ14စက်ယုံနဲ့6မိုင်အကွာအမ်ဘရန်လမ်းစုံမှာရှိတဲ့ပြင်းဝစစ်ဆေးရေးဂိတ်နဲ့တာယာဂုံးကျေးွာနီးနားမှာရှိတဲ့ကာကင်စခန်းတွေများပြား ိုးချက်ဆောက်လုပ်နေတယ်လို့လည်းသိရပါတယ်။ A နဲ့ပူပေါင်းတက်တွေရဲ့ထိုးစစ်ဥတည်နေတဲ့ဗရန်တက်နေမှာတော့အမှတ်905အမြောက်စစ်စင်ရေးကိုကဲမှုဌာနချုပ်အမှတ်305အမြောက်တက်ရင်နဲ့အမှတ်400ကိုအမြောက်တက်ရင်တို့ရှိနေတာဖြစ်ပြီးတော့မကွေးတိုင်းပွင့်ဖြူမြို့နယ်မှာတော့ကပ္ပစ14ဆက်ယုံတည်ရှိနေတာလည်းဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကြုံမျော်မြို့နယ်တွင်ကအုတ်ချုပ်ရေးမှုတွေကိုပင်မြို့မရဲစခန်းကဖမ်းတာ 45တိန်းဖြင့်ပြန်ရွေးခိုင်းတယ်ဆိုတဲ့သတင်းကိုကိုမင်းတော်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အရာဝတီတိုင်းကျုံပျော်မြို့နယ်အတွင်းရှိရက်ွက်အုပ်ချုပ်ရေးမှူးအပါလူပုတ်ကို၈ယောက်ကိုကျုံပျော်မြို့မြို့မရဲစခန်းမှာဖမ်းဆီးကာလူတအူးလင်45တိန်းဖြင့်ပြန်ရွေးခိုင်းခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ14ရက်နေ့ကကျုံပျော်မြို့နယ်ကျုံတနီအနီးကဘောဆွေအုပ်စုအတွင်းရှိ ပေါင်းစုကြီးကြီးရွာအုပ်ချုပ်ရေးမှူးအပါအနီးနားကြီးရွာမှာအုပ်ချုပ်ရေးမှူးစုစုပေါင်း၈ဦးကို ဂျုံပျော်မြို့ရဲစခန်းအတွင်လယ်သမားချင်းဝင်နဲ့ပတ်သက်ပြီးအစည်းအဝေးလုပ်ရန်ရှိတယ်ဟုပြောဆိုပြီးဆက်သွယ်ခေါ်ဆိုခဲ့တယ်လို့သိရပါတယ်။အဆိုပါအုပ်ချုပ်ရေးမှူးရှစ်ဦးတို့အစည်းအဝေးတက်ရန်မြို့မှာရဲစခန်းကိုရောက်ရှိချိန်မှာတော့စခန်းအတွင်းတာဝန်ကျနေသူအမျိုးသမီးရဲအရာရှိတဦးကဖမ်းဆီးရန်အမိတ်ပေးစီခိုင်းခဲ့တယ်လို့သိရပါတယ်။ဖမ်းဆီးရတဲ့အကြောင်းရင်းကိုမေးမြန်းရမှာ၎င်းတို့ကြေးရွာအတွင်းရှိချင်းငွေယူထားတဲ့လယ်သမားတွေပြန်မဆက်တာကြောင့်သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေကို အခုလိုဖမ်းဆီးရဖြစ်တယ်လို့ပြောဆိုခဲ့တယ်လို့သိရပါဗါးအဲ့ဒီနောက်ဖမ်းဆီးခံရသူတဦးလင်း45သိန်းပေးမှပြန်လွတ်ပေးမယ်လို့ရဲစခန်းမှာပြောဆိုခဲ့တာကြောင့်မိသားစုဝင်များကနေချင်းပင်ပတ်ဆက်ရှာပြီးပြန်လည်ရွေးယူခဲ့ရတယ်လို့ဒေသခံသတင်းရင်းမြစ်တဦးက BBM ကိုပြောပါဗါးစနေနေ့မနက်ပိုင်းကြီးစီဝေးရှိတဲ့ရစခိုင်ကိုလာခဲ့ပါဆိုပြီးခလူသွားကြတာခူရတော့မြတ်မီရဲ့ရရှိစုသူကဖန်ခိုင်းနေတဲ့ ပြီးတော့တယောက်ကို25သိန်းနဲ့ရွေးမှပြန်လုပ်ပေးမှဆိုတော့နေချင်းမရှာကြရတာအတိအချို့မှုတယောက်ဆိုရွာကဖျားเจ้าလူငွေကိုချေးပြီးပြန်ရွေးခဲ့ရတယ်ဒါအပြင်အဲ့ဒီကြုံပြုံမျိုးရဲစခန်းဟာမြို့နယ်အတွင်းရှိချေးရွာတွေအားလုံးမှာစစ်မှုထမ်းအသက်ပြည့်မီတဲ့လူဦးရေအတိုင်းတဦးလင်300တောင်းနှုန်းဖြင့်လဆင်ကောက်ခံတာတွေရှိရကြောင်းပုံမှန်ပေးဆောင်နေရတာတွေလည်းရှိရလို့သိရပါတယ်ဒါတင်မကစစ်မှုထမ်းကြီးနဲ့ပတ်သက်ပြီးဘောဆွဲအုပ်စုပေါင်းစုကြီးချေးရွာတစ်ခုတည်းကပင်စစ်မှုထမ်းကြီးအဖြစ် လစဉ်380လောက်ပေးနေရပြီးအခြားခြေရာတွေကလည်းထိုကဲ့သို့ပင်ပေးဆောင်နေရတယ်လို့လဲဆိုပါသတင်းရင်းမြစ်မှဆက်ပြောပါရယ်။ရွှေဘတ်တူကအခုအရန်ချင်းနေစိုးနေတာလစဉ်စစ်မှုတကြီးဆိုပြီးအရွယ်ရောက်တဲ့သူတိုင်းတုံးတုံးလုံးပေးရတယ်။ပေါ့ဆိုကြီးတခုတည်းကပဲ380လောက်လာတိုင်းပေးနေရတာ။စစ်ကောင်စီအနေနဲ့ရခိုင်နယ်ဆက်ရှိအရာဝတီတိုင်းအတွင်းမှာအချို့နေရာတွေမှာတိုက်ပွဲပြင်းထန်နေကြကြောင် ယခုနောက်ပိုင်းစစ်မှုထမ်းကောက်ခံတာနဲ့လုံခြုံရေးအကြောင်းပြပြီးဖမ်းဆီးစစ်ဆေးရာတွေပုံမှုပြုတ်လုလာနေတယ်လို့လည်းသိရပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းစာလင်းကြီးမြို့နယ်မှာရှိတဲ့တရုတ်ဝမ်ပေါင်ကျင်းနီစီမံကိန်းမှာအစီး30ပါရင်းနှန်းကိုဗရေတာမိုင်း9လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့တရက်ထဲမှာပဲရင်းမာပင်ခရိုင်ပကဖပူပေါင်းအဖွဲ့ကစီမံကိန်းဝင်းနှန်းကို short တိုက်ဒုံး၄လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာ တဦးတိတ်ဆုံးပြီးနှစ်ဦးတန်ရရရှိခဲ့တယ်လို့ဒေသခံစည်ရေးသတင်းရင်းမြစ်က BBN ကိုပြောပါတယ်။နိုဝင်ဘာလ14ရက်ညပိုင်းမှာတရုတ်ဝမ်ပေါင်ကျင်းနီစီမံကိန်းထဲမှာရှိတဲ့ကြေးပြားစက်ရုံနားကို short tight တုံးလိမ့်လုံးနဲ့ပြစ်ခတ်တက်ခတ်ခဲ့တာကြောင့်တဦးတိတ်ဆုံးပြီးနှစ်ဦးထိခိုက်ဒဏ်ရရှိခဲ့တယ်လို့ဆိုပါတယ်။စလီရင်ညကကိုဘက်ကပြစ်ထားဝမ်ပေါင်ကျေးပြားစက်ရုံနားမှာကြားတယ်။ဝမ်ပေါင်ထဲကလူနှစ်ယောက်ထိပြီးတယောက်သေးတယ်လို့သိရတယ်။နေစားနဲ့ပက်ဆံကောင်းကောင်းပေးခိုင်းထားတဲ့သူတွေကိုဒီလိုထိမှနာကြတာ။ ခွေးတွေထီးရင်တော့ပိုကောင်းတာပေါ့လို့စိုးပါတရင်ရင်မြစ်ကပြောပါတယ်ခုလိုတိုက်ခိုက်ခံရပြီးနောက်စစ်ကောင်စီတပ်ဟာနိုဝင်ဘာလ15ရက်နေ့မှာဖောင်ကရာကြီးရွာကိုပါရာမော်တာနဲ့လေးကြိမ်တိုက်ခိုက်ခဲ့တဲ့အပြင်မအူရွာနီးမှာရှိတဲ့စစ်ကောင်စီဂိုက်ကလည်းအစိုးပါဖောင်ကရာရွာကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေရှိတယ်လို့ဆိုပါတယ်ထိနာတော်တဲ့စကားစက15ရက်နေ့မှာမအူဂိတ်ကနေဖောင်ကရာရွာဘက်ကိုလက်နက်ကြီးနဲ့ထုတယ်မင်းညားကလည်းပါရာမော်တာနဲ့လေးကြိမ်လာချတယ်လို့အစိုးပါသတင်းရင်းမြစ်ကဆက်ပြောပါတယ် ်လက်ရှိမှာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာချင်းတွင်းမြစ်ရှေ့ဘက်ကန်းကိုတပ်ဖွဲ့နဲ့ဝမ်ပေါင်ကုမ္ပဏီတွေကိုတပ်ဖွဲ့ဝင်ရောက်သွားတယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာလ17ရက်နဲ့12ရက်နေ့မှာလဲဝမ်ပေါင်ကျင်းနီစီမံကိန်းအတွင်းတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေပြူစောထုတွေနဲ့ရှမ်းနီလက်နက်ကင်တွေကိုတော်လိုင်းတပ်ဖွဲ့တွေက၂ရက်တာအတွင်းလက်လုံရှော့တိုက်တုံးစနစ်လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်ဒါအပြင်အော်တိုဘာလ23ရက်နေ့ကလည်းတရုတ်ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်တက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုတော်လိုင်းတပ်တွေက109မမ ရှော့တိုက်ဒုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ကုမ္ပဏီဝင်းတွင်မီးလောင်ကျွမ်းခဲ့ရတယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မကွေးတိုင်းဂံကောမြို့ကျောမြို့နယ်ရှိရွှေပင်ကြီးရွာကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီးတရွာလုံးနီးပါးကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ရော်လင်းတဲ့အဖွဲ့ကဒီကနေ့မှထုတ်ပြန်ထားပါတယ်။မင်းကနိုဝင်ဘာလ16ရက်နေ့မှာကျောမြို့နယ်ခြေဆိုင်စစ်ကောင်စီရဲ့ကာကွယ်ရေးပစ္စည်းစစ်ရုံကပ္ပစ23စစ်ရုံကနေစစ်ကောင်စီစစ်ကြောင်းဟာ ရွှေပြင်ကျေးရွာကိုဝင်ရောက်ပြီးတရွာလုံးနီးပါးကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီစစ်ကြောင်းရဲ့မီးရှို့ဖျက်ဆီးမှုကြောင့်ရွှေပြင်ကျေးရွာမှာရှိတဲ့ဖုံးတော်ကြီးကျောင်းအပါဝင်တရွာလုံးနီးပါးဟာမီးလောင်ပျက်စီးပြာကျသွားတယ်လို့လည်းရော်လင်းတဲ့အဖွဲ့ကဆိုထားပါတယ်။လက်ရှိရွှေပြင်ကျေးရွာမှာမီးမလောင်မဲ့နေအိမ်ချောင်လို့သာကြံရှိရတာဖြစ်ပြီးအပျက်စီးစင်းဟိုသိရှိနိုင်မှုအတွက် VPN ကဆက်လက်စုံစမ်းနေစေဖြစ်ပါတယ်။ ငွေတိုင်းတွင်းမှာစစ်ကောင်စီတပ်နဲ့ဒေသကာကွယ်ရေးတပ်တွေဟာတိုက်ပွဲတွေပြင်းထန်နေသလိုပေါင်းမြို့နယ်နဲ့ရောမြို့နယ်ကြားရှိပုံတောင်နေရာတွေကိုပါစစ်ကောင်စီတပ်ကလေကြောင်းနဲ့တိုက်ခိုက်တာတွေမကြာခဏပြုလုပ်နေတယ်လို့လည်းသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတကာသတင်းစီစဉ်ကိုကိုရီးချက်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မက္ဆီကိုမြို့တော်မှာအစိုးရစန့်ကျင်ရေးဆန္ဒပြပွဲတွေအတွင်းအနည်းဆုံးလူ120ဦးဒဏ်ရာရရှိခဲ့ပြီးတော့အဲ့ထက်ကအယောက်100ကရဲရွာရှိတွေဖြစ်ကြောင်းရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။ နိုမာလာ16ရက်စနေနေ့ကမက်ဆီကိုသမ္မတကလော်ဒီယာရှိုင်းပေါင်းနဲ့အစိုးရအဖွဲ့ကိုစက်ကျင်ဆန္ဒပြဖို့ဆန္ဒပြသူထောင်ပေါင်းများစွာကမက်ဆီကိုမြို့တော်ကိုခြေတက်လာခဲ့ကြပါတယ်။အချို့မြို့တွေမှာလည်းဆန္ဒပြခြေတက်ပွဲတွေကိုသူမရဲ့အစိုးရကိုစန့်ကျင်တဲ့လက်ရာရင်းနိုင်ငံရေးသမားတွေကရပ်ပုံငွေထောက်ပံ့ခဲ့ကြောင်းရှိုင်းပေါင်းကပြောကြားခဲ့ပါတယ်။အဲ့ဒီစုဝေးပွဲကိုဂျန်စီလူငယ်အဖွဲ့တွေကစီစဉ်ခဲ့ပြီးတော့ရဲတပ်တပတ်အနေငယ်ကမူရဲ့ဂိုင်းတွေကိုပြင်းထန်စွာအရေးယူဖို့တောင်းဆိုခဲ့တဲ့ ဥရူအပန်မြို့တော်ဝန်ကာလော့စ်မန်ဇိုကိုလောက်ကျန်တက်ဖြတ်မှုအပါအဝင်လူတီများတဲ့တက်ဖြတ်မှုတွေကိုစန့်ကျင်ဆန္ဒပြနေတဲ့မက္ဆီကိုနိုင်ငံသားတွေစီကထောက်ခံမှုကိုရရှိခဲ့ကြပါတယ်။ဆန္ဒပြသူတွေကရှင်းပေါင်းနေထိုင်တဲ့အမျိုးသားနန်းတော်ကိုကာကွယ်တဲ့တားဆီးတွေရဲ့စိတ်ပန်းတွေကိုဖြိုခွင်းခဲ့ကြပါတယ်။အဆောက်အုံကိုကာကွယ်နေတဲ့ရဲတွေက လူအုပ်ကိုမျက်ရည်ယိုဘုံတွေနဲ့ဖြိုခွင်းခဲ့ကြပါတယ်။အနာဘိုင်တွေကလူရဲမှုနဲ့ကိုထိလက်ရောက်ကျူးလွန်မှုပါဝင် ရာဇဝဲမှုတွေအတွက် လူ20ဦးကိုဖမ်းဆီးခဲ့ကြောင်း မက္ဆီကိုမြို့တော်ရဲ့လုံခြုံရေးအကြီးအကဲပါဘလိုဗက်စကက်စ်ကသတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။စနပ်ပြသူတွေကကျွန်တော်တို့အားလုံးကာလော့စ်မန်ဇို ဖြစ်တယ်ဆိုတဲ့စာသားတွေပါတဲ့ဆိုင်းဘုတ်တွေကိုဝေယမ်းခဲ့ကြပြီးတော့အခြားသူတွေကသူ့ကိုဂုံပြူတဲ့အနေနဲ့ကောင်းပွိုင်အုပ်ထုပ်တွေစောင်းထားကြပါတယ်။မြို့တော်မန်ဇိုဟာနွေမာလာ၁ရက်နေ့ကတမင်းတမန်နေ့ပွဲတော်ကိုတက်ရောက်နေစဉ်တွင်ပြစ်တက်ခံခဲ့ရတာပဲဖြစ်ပါတယ်။မန်ဇိုဟာသူ့မြို့ရှိမူရီစေဝါရောင်းဝယ်တဲ့ဂိုင်းတွေနဲ့ ်ကာတယ်အကြမ်းဖက်မှုတွေကြောင့်ပို့မလင်းလင်းပြောဆိုသူအဖြစ်လူသိများပါတယ်နိုင်ငံကိုအကြမ်းဖက်တဲ့လက်နက်ကိုင်ကာတယ်အဖွဲ့ဝင်တွေကိုပြင်းပြင်းထန်ထန်အရေးယူဖို့တောင်းဆိုနေခဲ့ကြပါတယ်ကျွန်တော်ရစ်ချတ်ပါယနေ့နိုဝင်ဘာလ18ရက် VPN ပြည်တွင်းပြည်ပသတင်းများကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်ကျွန်တော်ကိုထွန်းပါ